ဒီရှင်ရှင်များအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့28ရက်ဆယ်လ25ပေါ့နော်ညနေခင်း၄ခွဲအတွက်ပါနော်ဝေဒနာနေနေတယ်သတိထားပြီးကစားပေးကြပါအောင်နော်မနေ့ကညမအားလို့ပေါ့နော်မနေ့ခင်းတော့မတင်ပြလိုက်ရအောင်နော်ဒါဆိုလို့ရှိရင်ကိုထိတ်ကိုအရင်ဆုံးပါရအောင်နော်ထိတ်ကိုအရင်ဆုံးပြပေးမယ်နော်ဒီမှာရှိတဲ့တစ်တစ်တစ်ရတစ်ရနှလုံးပေါင်းတော့ပေါင်းခြင်းနဲ့ဆိုပြောရထားတယ် နော်လက်ကဘယ်ခဏနေပေါင်းပါလဲဆိုတော့ဒီမှာရှိတယ်၃ညရေ၅ရေခွန်ရေပေါ့နော်ဒီလို၃လုံးပေါင်းမယ်၃ည၅ပေါင်းတော့၅၅ခွန်ပေါင်းတော့ညနှစ်ညီများချင်းနှစ်ဆိုပြီးတော့ရထားတယ်နော်ဒါဆိုရင်နောက်ထပ်တပင်ကိုဆက်သွားရအောင်เนาะ6နှစ်နှလုံးပေါင်းမယ်เนาะ ကိုယ့်ရဲ့နှစ်ရဲ့နှလုံးပေါင်းတော့ပေါင်းချင်းတက်ဆိုပြီးတော့ရထားတယ်။နော်ပေါ်အောင်မူတိုင်းဆိုရင်ဒီမှာစက်ပေါင်းမယ်ကိုလေးကိုယ့်ရဲ့လေးရဲ့ပေါင်းတော့၃၊၃ရဲ့၅ရဲ့ပေါင်းတော့၈၊၁၀ရဲ့နှစ်ခန်း၈ဆိုပြီးတော့ရထားမယ်။နော်ဒါဆိုရင်ခုဆက်သွားရအောင်နော်ခွန်ရဲ့တိတ်ရဲ့အနှလုံးပေါင်းတော့ပေါင်းခြင်း၈ ောက်ပြီเนาะ၈ကဆိုဒီမှာရှိတဲ့၁ကဲ၆ရေဒီမှာလာမယ်ထိပ်စီးတစ်လုံးရေပေါ့เนาะ၃လုံးပေါင်းမယ်ဆိုရင်ရှက်ဘာဖြစ်မလဲဆိုပြီးတော့ equal power နက္ခတ်နဲ့သွားပါမယ်ရှင်းမိများချင်းရှက်ရှက်ရဲ့ power ၃ရှက်ရဲ့နက္ခတ်၁เนาะ၃လုံးเนาะ၃လုံးပေါင်းမယ်ဆိုရှက်၃တစ်ဖြစ်တယ် เนาะအဲ့တော့၃လုံးပေါင်းမယ်ဆို၈သုံးတိဖြစ်ကမယ်ဆိုတဲ့ကြောင့်မရှိနေတဲ့ကဏ္ဍနှလုံးပေါင်းကြည့်ရအောင်เนาะ၆ရဲ့တရားနှလုံးပေါင်းတော့ပေါင်းချင်းခွန်နောက်တစ်လုံးနဲ့ပေါင်းရင် तू က၈ဖြစ်ရှင်နေဆိုတဲ့ကြောင့်မလို့တိထဲမယ်တရား၆ပေါင်းတော့ခွန်နောက်တစ်လုံးနဲ့ပေါင်းရင်၃ဆိုတဲ့ကြောင့်မလို့ 6ထဲမှာ9ရဲ့6ရဲ့ပေါင်း3ပေါ့နော်အဲ့တော့1ရဲ့6ရဲ့ပေါင်းတော့9တော့တော့လည်းပိုင်း1ဆိုတော့ဒါကြောင့်မို့လို့4ထဲလိုက်16 4ဆိုပြီးတော့ဒါကတော့ထိပ်စီ3လုံးရထားတယ်ပေါ့နော်ဒီဘက်မှာရထားတာ16 4ထိပ်စီပါဒါဆိုရင်ဒီဘက်မှာကိုအပိတ်ကိုဆက်ပြီးတော့သွားရအောင်နော်အပိတ်ကကျတော့ဒီမှာရှိတဲ့တစ်တုံညနှလုံးပေါင်းတော့ပေါင်းခြင်းက1ဆိုပြီးတော့ရထားတယ်နော်ဘယ်ကနေနေပေါင်းမှာလဲဒီမှာ9 1 9 ၃လုံးပေါင်းမယ်၅တက်ပေါင်းတော့၆၆၅ပေါင်းတော့တက်တက်ညီများချင်းတက်ဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်ဆက်သွားမယ်ဒီမှာ၉၉၉ရက်၉ရက်နှလုံးပေါင်းတော့ပေါင်းချင်း၈ဆိုပြီးတော့ရထားတယ်ဟုတ်ပြီเนาะဦးနာဒိုင်နာဆိုလို့ရှင်ရင်ဒီမှာ၅နဲ့6เนาะ9ရက်နဲ့ရပေါင်းတော့9 9ရက်6ရက်ပေါင်းတော့3 8ရက်ပါวะ3ဆိုပြီးတော့ရထားတယ်ဟုတ်ပြီเนาะဒါဆိုရင်အခု နောက်เนาะဒါမဲ့ညနေခင်းတော့ဆိုရင်ခွန်တက်ခွန်တက်နှလုံးပေါင်းတော့ပေါင်းချင်းရှစ်သူလည်းဒီမှာ၄ရက်တိတ်အဲဒီမှာလာမဲ့အပိတ်တစ်လုံးရေเนาะ၃လုံးပေါင်းမဲ့ဆိုရင်ရှစ်ပါဖြစ်မလဲ equal power နက္ခတ်နဲ့သွားမယ်ရှင်းညီမြချင်းရှစ်ရှစ်ရဲ့ power 3နဲ့ရှစ်ရဲ့နက္ခတ်တက်ပေါ့เนาะ၃လုံးပေါင်းမဲ့ဆိုရင်ရှစ်သုံးတက်ဖြစ်ကြမယ်၄ရက်တိတ်ရဲ့ပေါင်းတော့9เนาะ9ရှိရင်နောက်တစ်လုံးနဲ့ပေါင်းရင်ရှစ်ဆိုတဲ့အတွက်ကြောင့်မလို့၃ထည့်မယ်၄ရက်တိတ်ရဲ့ပေါင်းတော့9 9ရက်၃ရက်ပေါင်းတော့ရှစ်ပေါ့เนาะအဲ့တော့၄ရက်တိတ် ရဲ့ပေါင်းတော့9နဲ့လုံးနဲ့ပေါင်းရင်3ဆိုတော့7တဲ့မယ်4ရဲ့တဲ့ရဲ့ပေါင်းတော့9နဲ့လုံးနဲ့ပေါင်းရင်10ဆိုတော့6ထည့်လိုက်မယ်เนาะ386ဆိုပြီးတော့ရထားတာကတော့အပိတ်ကလေးပါเนาะဒီမှာရထားတဲ့ထည့်ရဲ့ပြည့်ရဲ့ကနန်းလေးတွဲကြည့်အောင်เนาะ1 9 3နဲ့တွဲမယ် တက်ကို၈နဲ့တွဲပြီးတက်ကို၆နဲ့တွဲမယ်။ဒီခါ၆ထိပ်၃နဲ့တွဲမယ်၆ထိပ်၈နဲ့တွဲမယ်၆ထိပ်ကို၆နဲ့တွဲမယ်ပေါ့နော်။အဲဆိုရင်ဒီခါပါကြံသေးတယ်ဆိုတော့၄ထိပ်ကျက်မယ်၃နဲ့တွဲမယ်၄ထိပ်ကို၈နဲ့တွဲမယ်၄ထိပ်ကို၆နဲ့တွဲမယ်ပေါ့နော်။ဒါကညနေခင်းတွဲရထားတဲ့ကဏ္ဍလေးကြီးပေါ့နော်။အဲ့တော့ဒါညီမရှာထွေးတာကိုချက်ပြခြင်းဖြစ်ပါတယ်။ကိုလိုမတော့ချက်ဒီမှာညနေတဲ့မစုံလိုက်ပြီးတော့ကစားကြပါနော်။ ားလုံးညနေခင်းမှာအဆင်ပြေကံကောင်းပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်